မင်္ဂလာရှိသောချိန်ကာလေးဖြစ်ပါစေခင်ဗျာပရိသတ်ကြီးများအားလုံးကိုကာကြီး YouTube Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေဗျာဒီနေ့မှာတော့ပရိသတ်ကြီးကိုတင်ဆက်ပေးသွားမယ့်ဇလံကောင်းလေးတစ်ပုဒ်ကတော့2016ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီဖြစ်ပျက်လေးကတော့လမ်းဖောက်လို့တဲ့အလုပ်သမားတွေတဲနေကြတဲ့အိမ်ကြီးတစ်လုံးချောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဗျာပရိသတ်ကြီးကကျွန်တော်တို့ channel လေးကို subscribe လေးမနှိပ်ကြသေးဘူးဆိုရင်တော့ subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ဗျာ။ဒီအဖြစ်ပြက်လေးကတော့2016ခုနှစ်ကအဖြစ်ပြက်ခဲ့တဲ့အဖြစ်ပြက်လေးတစ်ခုဖြစ်ပါတယ်။တန်ကိုမျိုးကနေထွက်လာပြီးတော့မကြခင်ချိန်မှာပဲရခိုင်ရိုးမာကြီးဘော်ကိုကားကတက်လာခဲ့တယ်။မြင်တွေ့ရသမျှရှုခင်းတွေကပြောင်းလဲသွားပြီးတော့ကားလမ်းဘေးတစ်လျှောက်တေတော်ကြီးတွေကိုသာတွေ့ရတယ်။ကားလမ်းမှာလည်းအတော်အကျန်းတန်းပြီးတော့အကွေးကောက်လည်းများလာတယ်။ ကိုလင်းထုတို့လူတစုကတော့ဆောက်လို့ရေးသမားတွေဖြစ်ကြတယ်။အခုခါမှာတော့တောင်ကုန်းမြို့နယ်အတော်ဝေးကွာတဲ့ရခိုင်ကျိုးမပေါ်မှာရှိတဲ့လမ်းအောင်ကိုပြုပြင်ရေးနဲ့လမ်းတင်ဖောက်လို့ရေးလုပ်ငန်းတွေလာခဲ့ကြတာဖြစ်တယ်။မြေတဲကားကြီးတွေရဲ့အနောက်မှာတော့အလုံသမား30ခန်းလိုက်ပါလာပြီးအထုပ်ပိုးတွေနဲ့စီးနှင်းလာကြပြီးတော့ကိုလင်းထုတို့ကတော့ပောင်းဝင်းကျင်းကိုအကဲခတ်ရင်နဲ့လိုက်ပါလာခဲ့။ဂျူမာဘောရောက်တာနဲ့ကားလမ်းကဆိုးလာတယ်လို့ကျွားစလဲကျေးသွားတယ် ညနေနေဝင်ကန်ဒီအချိန်မှာတော့ရုံမပေါ်မှာရှိတဲ့တောင်ကိုကြီးတစ်ခုပေါ်မှာစောက်လုထားတဲ့ဘူထဲကြီးတစ်လုံးရဲ့ချမ်းဝင်းတဲ့ကိုကားကမောင်းနေဝင်ရောက်သွားပြီးတော့ရက်တန်းလိုက်တယ်။ရောက်ပြီဟဲ့ကားရှိကမ်းမှာထိုင်နေတဲ့အလုတ္တမကောင်းဆောင်ကအော်ဟစ်လိုက်တဲ့အခါမှာ ကိုလင်းထူးတို့လူတစုလေးကားနောက်ပိုင်းကကုန်းချပြီးတော့ဆင်းသက်လိုက်တော့တယ်။ဘူထဲကြီးကိုညနေနေရောက်မှမြင်ရတာကတော့မုံကုတ်ကုတ်နဲ့ခြောက်ချားစရာကောင်းနေတယ်။အဲ့ဒီဘူထဲကြီးက လမ်းလုပ်ငန်းဆောင်ရွက်သူတွေနားနေစတဲ့ချရာရှီရန်စကန်တစ်ခုဖြစ်တယ်။စကန်တစ်ခုလုံးကိုတန်ဆူးချိုးတွေဝါကတ်တွေနဲ့ကာရင်ထားတယ်။ဗိုလ်ရဲကြီးမှာတော့ရှေ့လက်ရာကြီးဖြစ်ပြီးအုံနီနီတွေရှစ်ပက်လေအနေရောင်ပြင်ကရိုးတိုင်လုံးကြီးတွေနဲ့တိဆောက်ထားတာဖြစ်တယ်။ဗိုလ်ရဲကြီးကိုခြေတန်းရှည်ပုံစံတိဆောက်ထားပြီးတော့အောက်ဘက်အရှိတ်ဘက်တစ်ချမ်းမှာတော့ဘာမှမကာရင်ထားပြီးမယ်။အနောက်ဘက်အချမ်းမှာတော့အုပ်စီပြီးတော့အခန်းဖွဲထားတယ်။အလုသမားကောင်းဆောင်ကဦးကြီးမြင့်ဆိုတဲ့အသက်50ကျော်60နီးပါးရှိတဲ့လူတက်ဦးဖြစ်တယ် ဦးကြီးမြင့်ကတော့သူတို့လူစုအရှိန်မှာရက်လိုက်ပြီးတော့ဒီဘိုရဲကြီးကတော့ဟိုအင်္ဂလိပ်လက်ထက်လောက်ကလေးကစောက်ထားတာကွဘိုရဲကြီးပေါ်မှာတော့တာဝန်ခံအင်ဂျင်နီယာတို့အရာရှိတွေအိတ်ကြတယ်ငါတို့အလုပ်သမားတွေကဘိုရဲကြီးအနောက်ကတန်းလျရမှာနေကြတယ်ကဲသွားကြတော့ကိုအတင်းတို့သာရွေးချယ်ပြီးတော့နေကြပြီးတော့ဘိုရဲကြီးကိုပတ်ပြီးတော့အနောက်ကိုထွက်လာခဲ့ကြတယ်ဘိုရဲကြီးရှေ့မှာတော့ပီဒီယာကန့်ကျင်းဝင်းနဲ့မြေကွက်လက်ကြီးရှိတယ် ။ဘူရဲကြီးအောက်ဖက်မှာတော့ထိုင်ကုန်တန်းတွေရှိပြီးတော့အလုသမားတချို့ထိုင်နေကြတယ်။ဘူရဲကြီးရဲ့ခြေရင်းမှာကက်တရာစီပိုင်းခွန်နေနဲ့ပြုတ်လုထားတဲ့ရေအုံပြုတဲ့နေရာရှိ။အဲ့ဒီနောက်မှာတော့ကက်တရာဘုံတွေကိုတူလောင်ထားတဲ့ကိုတော်ရှိ။ကိုတော်နဲ့ဘေးကစားပြီးခြေလျားတဲ့တန်လျာကြီးတစ်ခုကိုတိဆောက်ထားတယ်။တန်လျာကြီးရဲ့အနောက်ဘက်နဲ့ခေါင်းရိပ်ဘက်တချမ်းလုံးမှာရိုးမတော်ကြီးနဲ့ဆက်ဆက်တိရှိနေတယ်။တချို့လုံသမားတွေကအိမ်တော်တွေဖြစ်တဲ့အတွက်ဇနီးနဲ့သားသမီးတွေပါလာကြတယ်။တန်လျာမှာရှိတဲ့ခန်းတွေကတော့ ကျင်းမြောင်းတဲ့အခန်းတွေဖြစ်တဲ့အတွက်အလုသမားတအူးမှာတခန်းကြစီနေထိုင်ကြတယ်။မိသားစုအတွက်တော့အနည်းငယ်ကျွေးဝင်းတဲ့အခန်းကိုဖယ်ပေးကြရတယ်။ဘဝတူလုသမားတွေဖြစ်တာမို့လို့တယောက်နဲ့တယောက်ရိုင်းမင်းကူညီကြပါတယ်။ဒီလိုနဲ့အလုသမားအလုံးနေရာကြပြီးပေမဲ့ကိုလင်းထူးနဲ့တကိုရီတကာရလူငယ်လေးယောက်မှအခန်းနေရာမရတော့ကိုလင်းထူးလေအလုသမားခေါင်းဆောင်နေတဲ့ဘူတဲကြီးစီကိုတက်လာခဲ့။ဘူတဲကြီးနားကိုရောက်တဲ့အခါမှာဘာကြောင့်မှမသိစက်သိန်းတွေတပြန့်ပြန့်ထထသွားတယ်။ တကိုးလုံးလေးချမ်းတုံတက်လာတယ်။ချမ်းနာကရာတီဥရုချမ်းတယ်လို့အချမ်းမျိုးမဟုတ်ပဲနဲ့ကြော်ရိုးတွေကစိတ်ကနေအေးသွားတာဖြစ်။ကိုလင်းတုကရာတီဥရုကြောင့်လားတရိပ်ဝါရိပ်ကြောင့်လားလို့တွေးလိုက်ပြီးဘူရဲကြီးဘော်ကိုတက်ခဲ့။ဘူရဲကြီးဘော်မှာလူကြီးတွေကလှုပ်ရှုံနေတယ်။ကိုလင်းတုကအလုသမာခေါင်းဆောင်ဦးကြီးမြင့်ကိုခေါ်လိုက်တယ်။ဦးလေးကျန်တဲ့လူတွေကတော့နေရာကျသွားပြီ။ကျုံတဲ့လူပြိုလူလိုလေးယောက်အတွက်တော့အခက်မရသေးဘူး။ အေးကွာဒီညတော့မင်းတို့ငားရောက်ဒီဘိုးသေးကြီးအောက်မှာပဲစပွဲတွေဆက်ပြီးတော့အိတ်လိုက်ကြပေါ့ကွာမနေ့ပြန်ရောက်တော့ငါအလုပ်သမားတွေကိုမင်းတို့အတွက်အခန်းတွေထက်ရိုက်ခိုင်းလိုက်မယ်ဟုတ်ပြီလားကိုလင်းထုလေကောင်းငိတ်လိုက်တော်တယ်ဒီလိုနဲ့အဲ့ဒီည၈နာရီကမှညစာစားတော့ပြီးတဲ့နောက်လူအများကကိုအခန်းစီကိုပြန်သွားကြတယ်ကိုလင်းထုနဲ့လူငယ်၄ယောက်ကအောက်ထက်မှာရှိတဲ့စပွဲကုန်တွေကိုဆက်ပြီးတန်းစီလိုက်ပြီးဖြာချမ်းတစ်ချက်ကိုခင်းလိုက်တဲ့အခါ သူတို့၅ယောက်အိတ်လောက်ယုံကျဲဝင်းတဲ့နေရာတစ်ခုဖြစ်သွားတယ်။ကဲငါတို့တညတော့သီးခံလိုက်ကွာ။မနေ့ပြန်တော့တို့အတွက်ခန်းရိုက်ပေးမယ်တော့ပြောတယ်။လူငယ်လေးတွေကလည်းလက်ခံချပါတယ်။ဒီလိုနဲ့ခီးပန်းလာတဲ့ကိုလင်းထုတေအောင်အိတ်ဆက်လိုက်တော့တယ်။ကိုလင်းထုကလူကြားထဲမှာမအိတ်တတ်တာမို့လို့ဘူရဲကြီးရဲ့အရှိတ်အဆွန်ကြားတဲ့ဘက်မှာအိတ်ဆက်လိုက်တယ်။ညနေတကောင်ချိန်မှာတေကိုင်းတွေကိုခုတ်ဖြတ်ပြီးမြေကြီးနဲ့ပုတ်ထိုက်ဆွဲတံတွေကိုကြားလိုက်ရတာကြောင့် ကိုလင်းထုတယောက်လက်နိုးလာခဲ့ပူရဲကြီးတခုလုံးမောင်းတီးကြနေပြီးလာမိုင်းညဖြစ်တာမို့ပဝင်းကျင်တခွင်မှာအမောင်ဖုံးနေတယ်ညာဤမိုးချိုဘသူများတိတ်ခိုင်းတွေကိုဆွဲနေပါလိုက်ကိုလင်းထုကအတန်ကိုနားဆွဲနေတဲ့အခါမှာအတန်ကတတန်နဲ့မဟုတ်တော့ဘဲနဲ့လင်းငါးယောက်တပြိုင်တည်းဆွဲတဲ့အတန်ဖြစ်နေတယ်အစားကတော့လုံသမားတွေအလုံးလုံးနေကြတယ်လို့ထင်လိုက်မိပေမဲ့အလုံသမားတွေသာအလုံးလုံးပဲဆိုရင်အဲ့ဒီလိုအမောင်တော်ကြီးတွင်မိမထွန်းပဲနဲ့ အလုံးလောက်ကင်မှာမဟုတ်ဘူးလို့တွေးလိုက်မိကိုလင်းတူကမကြောက်တတ်ပေမဲ့အနှဲငယ်ထိတ်လန့်လာတယ်။အော်သူပြားတွေကိုလေတွန်းရင်လေဒီလိုအတန်မြင်နိုင်ပါလေ။အင်းလေလေကလည်းကြံ့နေတာကိုကိုစိတ်ကိုနှစ်သိမ့်တွေးလိုက်ရတော့တယ်။ဇိုးမဘောကတောင်ကုန်းကြီးတွေဖြစ်တာမို့လို့လေကလည်းတဝူးနဲ့တိုးနေတယ်။ကိုလင်းတူကပါလာတဲ့ဆောင်းတထဲကိုခြုံရင်းနဲ့ကိုေးလိုက်ရတော့တယ်။ မနက်မိုးလင်း9:00နာရီလောက်ရောက်တော့လုပ်ငန်းခွင်အတွင်းကိုဝင်ကြားရတော့မှမလို့မနက်စောစောထားရတော့တယ်။စကမ်းမှာရှိတဲ့လုပ်သမားတွေကိုမြေတဲကားကြီးတွေနဲ့လမ်းလုပ်ငန်းဆောင်ရွက်မဲ့နေရာကိုပို့ဆောင်ပေးကြတယ်။အလုပ်သမားတွေအလုံးထွက်ခွာပြီးတော့ခရီးဆောင်အဖြစ်အလုပ်သမား9ယောက်ခန့်ကိုဂျူတီခွဲပြီးတော့စောင့်ကြည့်ရတယ်။အလုပ်သမားတွေသွားတဲ့အခါမှာစကမ်းမှာတော့အလုပ်သမားတွေရဲ့မိသားစုဝင်တွေကလေးတွေကြံရစ်နေပေမဲ့လူကြီးတွေများလာတဲ့အခါစစ်စေးကြီးတွေများလာတဲ့အခါပြန်လည်ဖြေချနိုင်ဖို့အတွက် နေစကန်းဆောင်ပြေတာဝန်ချထားပြီလေရှိအမင်းတို့ငါးယောက်ဒီနေ့စကန်းဆောင်လိုက်ကွာညကလည်းကောင်းကောင်းမအိတ်ခရဘူးထင်နေမင်းတို့အတွက်ခန်းတွေချရင်စောင့်နေပေါ့ကွာကိုတော်မှာတစ်တူတစ်ဆတွေကတ္တရာဘုံခွန်တွေရှိတယ်မင်းတို့အစင်းပြသလိုစောင့်နေပေါ့ကွာအလုသမားကောင်းဆောင်ဦးကြီးမြင့်ကအဲ့လိုပြောပြီးမကြမီအလုသမားတွေအားလုံးထွက်ခွာသွားကြတဲ့အတွက်စကန်းကြီးကတော့၆ကက်ကက်နဲ့အကျန်နေခဲ့တော့တယ်ဘိုးရဲကြီးနဲ့အဆောင်တန်းလျားတွေမှာအနှဲငယ်လန့်ပြီးတော့ လမ်းအော်ရင်တော့အတန်ကြားရနိုင်တယ်။တန်လျရဲ့အရှိမှာတော့ကလေးငယ်တွေကစော်ကစားနေကြတယ်။ကိုလင်းထူးတို့လည်းလိုအပ်တဲ့တစ်တိုအသေးစားတွေနဲ့တန်လျရကြီးနှစ်ပေးမှာအခန်းတွေထပ်မံဖွဲ့ပြီးတော့ရိုက်လိုက်ကြတယ်။အခန်းတွေမှာမြေဆိုင်ပင်ဖြစ်တယ်။အခန်းတွေရိုက်ပြီးတဲ့အခါမှာကိုလင်းထူးတို့ရေမိုးချိုးလိုက်ကြတယ်။တောင်တန်းပေါ်ဖြစ်တာကြောင့်ရေရှားတယ်။တောင်သုံးရေအတွက်ရေတံဘူးတွေကိုလာပို့ချရသလိုသုံးရေအတွက် ရေကားကြီးတွေလာရောက်ကြပြီးစကန်းချီရင်မှပြုတ်လုထားတဲ့ရေကန်ကြီးအတွင်း ကက်တရာမရှိတော့တဲ့ပေပါကွန်တွေအတွင်းကိုဖြည့်သွားပေးကြတယ်။ကိုလင်းထုလေအခန်းတွေနေရာချပြီးတော့ရေမိုးချိုးအဝတ်စားလဲပြီးတဲ့အခါဓမင်းစားချိန်မကြသေးတာကြောင့်စကန်းရှိဘူတဲကြီးအောက်မှာထိုင်နေလိုက်ကြပြီးတော့စကားပြောနေကြတယ်။သူတို့ဘူတဲကြီးအရှိမရှိတဲ့လမ်းမပေါ်မှာတောင်တက်လမ်းဖြစ်ပြီးတော့လမ်းလေကျမ်းတာကြောင့်အသုံးပြုသူတိတ်မရှိဘူး။တနအီမကာဒစီလောက်သာ ဖြတ်တန်းသွားတတ်တယ်။အဲ့ဒီချိန်မှာနာယီကူညီမှုကာဒစီကရောက်လာပြီးတော့သူတို့ဘူတဲရှိမှာရက်လိုက်တယ် အဲ့ဒီတော့လူသေးအလောင်း၃လောင်းကိုထုတ်လိုက်ပြီးတော့ပိုသေးအောင်မှာအလောင်းတွေကိုချထားတယ်။ကိုလင်းထူးတို့လည်းအံ့ဩပြီးတော့ကြည့်နေကြတယ်။ဟဲ့လူတွေဒါဘာလို့တာလဲ။အလောင်းတွေထားတာလေခမရမမြင်ဘူးလား။နာရေးကူညီမှုအတင်းကလူကလည်းအလောင်းတွေကိုထိုးကျိတ်ပြီးထည့်လာရတာကြောင့်စိတ်ညစ်နေပုံရတယ်။အလောင်းတော်တွေ့တာပေါ့။ဒါပေမဲ့ဒီဟာကကြုတ်တို့ရုံးပြ။ ခမားတို့ရုံမဆိုင်ခင်ကလေးကကျို့တို့ကဒီပိုရဲကြီးအောင်မှာအလောင်းလာထားနေကြဒါထုံးစံဖြစ်နေပြီဒီလူတွေကမနေ့ကဟိုဘက်ကရွာမှာလှေစင်းလုံးမောက်ပြီးတော့တေးသွားတဲ့လောင်းတွေတောင်ကုတ်ကနာရေးကူညီမှုအသင်းကိုကျို့တို့ဖုံးဆက်ပြီးပြီသူတို့လာယူလိုက်မယ်မဟုတ်တာပဲခမားတို့ကတောင်ကုတ်ကလူတွေလာတဲ့ဒီမဆောင်ဘူးလားခမရတို့ဗျာကျုပ်တို့ကူညီမှုတင်းတွေဆိုတာအလို့တခုပဲရှိတာမဟုတ်ဘူးဗျာ တောင်ကုတ်ကလူတွေကလည်းသူတို့စီကလမ်းကြောင်းတွေပြီးမှလာတယ်မှာဘယ်ချိန်ရောက်မှန်းလဲမသိဘူးဒီတော့အရင်တုန်းကလည်းကျုပ်တို့ဒီဘိုလေးကြီးအရှိကဲမှာအဆင့်တွေရိုက်ပြီးတော့အခုတော့အလောင်းတွေထားထားနေကြပြီကဲကျုပ်ရှေ့ရှေ့ဝေးဝေးမပြောချင်ဘူးဗျာခင်ဗျားတို့ရုံကအင်ဂျင်နီယာကြီးကလည်းခွင့်ပြုထားပေးပြီသားကဲကျုပ်တို့ပြန်ပြီဗျာနိုင်ေးကူညီမှုကားကပြန်ထွက်သွားတော့ကိုလင်းထူးလည်းခေါင်းကုပ်နေမိဘိုလေးကြီးအောက်မှာတော့ပလတ်စတစ်အိတ်ကြီးတွေနဲ့ထုတ်ပိုးထားတဲ့အလောင်းကြီးသုံးလုံးကျန်နေခဲ့ အလောင်းတွေမှာရေနဲ့တေထားတဲ့အလောင်းတွေဖြစ်တာကြောင့်ဖောရောင်ပြီးတော့ပုတ်ပွားနေတော့ကိုလင်းသူအဖိုးအဲ့ဒီနေထမင်းစားပြတ်တော်တယ်။ညနေ3နာရီခန့်မှာတောင်ကုတ်ကနာရီကူညီမှုကားတစ်စီးကအလောင်းတွေကိုလာတဲသွားကြတယ်။ညနေ9နာရီခွဲတဲ့အခါမှာအလူသမားတွေပြန်ရောက်လာကြတယ်။အဲ့ဒီတော့မှစကန်းကြီးကပြန်လဲအသက်ဝင်လာတော့တယ်။ကိုလင်းသူကအလောင်းကြီးတွေထည့်ခဲ့တဲ့နေရာကိုကြည့်ရင်မသက်တည်ဘူး။အလူသမားတွေအများစုစုပေါင်းပြီးတော့ချင်းခတ်နေကြတယ်လို့တချို့ကလည်းဂစ်တာတီးနေကြတယ်။ ကိုပိုင်လွတ်လပ်ခြင်းဖြစ်တာမို့လို့ကိုဝါသနာပါရကိုလောက်ကင်နေကြတယ်။ကိုလင်းတူးလေးရဲ့အလုသမားတွေနဲ့မိဖွဲ့ရင်းနဲ့အဲဒီစကမ်းမှာအလုလောက်ကင်နေပြီးမှကြာပြီဖြစ်တဲ့အလုသမားနှစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်။ဒီဘိုဒဲကြီးက အင်္ဂလိပ်ခေတ်နောက်ကတိဆောက်သွားတဲ့ဘိုဒဲကြီးကအင်္ဂလိပ်ခေတ်ကတစ်တော်ကြုံဆိုက်ခဲ့တဲ့နေရာပေါ့ကွာ။နောက်တော့ဘယ်သူမှမတုံးတော့ဘဲနဲ့ဒီဘိုဒဲကြီးကဒီအတန်းကြီးကြမ်းနေခဲ့တာ။နောက်တော့ရိုးမကိုဖျက်တဲ့ကားလမ်းမှာဖောက်လိုက်တော့မှာ ိုတဲကြီးကိုဆောက်လို့ရေးဌာနကစကန်းအဖြစ်တတ်မှတ်လိုက်တာ။ဟိုကားလန်းဖောက်ပြီးသွားတဲ့အချိန်လေစကန်းမှာဘယ်သူမှမကြံတော့ဘူးပေါ့။အခုတခါကားလန်းကတော်တော်ဆိုးနေလို့ပြက်ဖို့ပြင်တဲ့အခါမှသာစကန်းပြန်ဖွင့်တာပေါ့ကွာ။ကျုပ်ကတော့နေလေကလို့အလောင်းလာထားတာမျိုးကြတော့မကြိုက်ဘူးဗျ။ဒါကတော့ငါတို့မရှိခင်ကလေးကအဲ့ဒီလိုလုံနေကြတာဆိုပဲကွတောင်ကိုကိုပို့ပြီးမိသကြုံမဲ့အလောင်းတွေ ရင်ခွဲယုံပိုးမဲ့အလောင်းတွေကိုဒီမှာခဏနားပြီးတော့အချင်းချင်းနဲ့ယူကြတယ်ဆိုပဲဒါကြောင့်လဲဒီနေရာကြီးကတရေချောက်တာပေါ့ကွာဗျာတရေချောက်တယ်ဟုတ်သလားအေးကွာငါထင်တော့ဒီဘိုတဲကြီးကလူမနေတော့တာကြတော့ပရာလောကသားတွေလာပြီးတော့နေပုံရပါတယ်ဒါကအခုမှစကန်ပြန်ဖွင့်တာဒုကအခုမှစကန်ပြန်ဖွင့်တာ၃လလောက်ပဲရှိသေးတယ်မဟုတ်လား ဒီတော့နာနာဘွားတွေကိုအလုသမားတွေခဏခဏမြင်ရတယ်တွေ့ရတယ်ကွအဲ့ဒီလိုပြောလိုက်တော့ကိုလင်းတူကြောချမ်းသွားမိတယ်ဒီတော့မှပဲရောက်တဲ့ညကအဖြစ်ကိုပြန်တွေ့ရင်တရေချောက်ခံရတာလားလို့တွေးမိတကယ်လေအဲ့ဒီပိုတဲကြီးနေရာကတရေချောက်ပါတယ်အလုသမားတွေညဆိုရင်တော့ရိုးတို့ရိတ်တွေမြင်တွေ့ကြရတယ်တချို့ကလည်းအနှံ့ရတယ်တင်းလျားတွေအနောက်ဘက်တောဆက်မှာစောက်ထားတဲ့အိမ်သာတန်းတွေမှာအချောက်လန့်ခံရမှုအများဆုံးဖြစ်တယ် ညနေရင်တော့အိမ်သားကိုဘယ်သူမှမထမသွားရကြအောင်။သွားပြန်ရင်လေအပေါ်နဲ့အပေါင်းနဲ့သွားကြရတယ်။ဘိုးတဲကြီးနေမှာကြေးရော်တွေလည်းမရှိဘူး။တောင်ကုန်းဆင်းပြီးတော့လေးပါလုံးတော့အကွာမှသာရွာငယ်လေးတွေရရှိတယ်။အဲ့ဒီရွာငယ်ကလေးတွေရွာကလည်းဘာသာချားတွေနေထိုင်ကြတယ်။အဲ့ဒီရွာကလေးကိုစကန်းကလူသမားတွေကအရက်တောက်ဖို့လိုအပ်တဲ့ကော်ဖီမိခေါင်းဆွဲကြောက်တွေဝယ်ဖို့သွားတတ်ကြတယ်။ တရက်တော့ည9:00နာရီခန့်အချိန်ကိုလင်းထူးနဲ့အဖေါ်တွေအဲ့ဒီရွာကလေးစီကိုသွားပြီးတော့အရက်တောက်ချဖို့အတွက်ထွက်လာခဲ့တယ်။ကိုလင်းထူးကပတ်စံမေးချန်ခဲ့တာကြောင့်တန်လျာကိုတစ်ခေါက်ပြန်ယူရတယ်။အဖေါ်တွေကတော့ကားလမ်းမှာစောင့်နေကြတယ်။ကိုလင်းထူးလည်းတန်လျာမှာပြန်ထွက်လာတဲ့အခါမှာပိန်းနေပင်ကြီးအနာကနေဖြတ်လိုက်တယ်။ပူရဲကြီးနောက်ဘက်တန်လျာသွားတဲ့လမ်းပေးနာမှာအလွန်ကြီးမားတဲ့ပိန်းနေပင်ကြီးတစ်ပင်ရှိ။ကိုလင်းထူးပိန်းနေပင်ကြီးအနာဝေရောက် ိန်းနေပင်ကြီးအောက်မှာမိန်းကလေးတအူးကထိုင်းနေတယ်။အင်းကြီးခန်းနှွမ်းနှွမ်းနဲ့မိန်းကလေးဖြစ်တယ်။ကိုလင်းထုလေးအလုသမားတအူးရဲ့ဇနီးဖြစ်မယ်လို့တွေးလိုက်ပြီးတော့ဆက်လျှောက်လာခဲ့တော့အဲ့ဒီမိန်းကလေးကကိုလင်းထုကိုလှမ်းခေါ်လိုက်တယ်။ကိုလင်းထုလေသူ့ကိုခေါ်နေတာကြောင့်လဲပြန်လှည့်ကြည့်လိုက်တော့မိန်းကလေးကသူကြည့်နေချိန်မှာပဲမျက်လုံးတွေဖောင်းကားလာပြီးတဲ့နောက်လက်တွေခြေထောက်တွေမှာလည်းဖောင်းကားလာပြီးလူဒီကောင်ကြီးအဖြစ်ကိုပြောင်းလဲသွားသလိုအလွန်ပုတ်ဟောင်နေတဲ့အပုံနဲ့လည်းရလိုက်တယ် ကိုလင်းတူးလည်းဘာမှမတွေးတော့ပဲနဲ့ဘိုတဲကြီးအချစ်စီကိုတကြိုးတည်းပြေးလာခဲလိုက်တော့တယ်။ဒီလိုနဲ့တလားခန့်ကြားတဲ့အခါညာဘက်ကြီးဦးကြီးမြင့်ကရောက်လာတယ်။ကိုလင်းတူးကအဲ့ဒီအချိန်ကအလုသမားလက်ထောက်ယာတို့နေပါဖြစ်နေပြီ။အောင်တောင်းအလုံးမစင်းပါလားကွ။ဟုတ်တယ်ဦးလေးရ။ဖျားလို့နာလို့မစင်းတာဖြစ်မှာပေါ့။သူတို့စကမ်းမှာဖျားနာကြတဲ့အခါအလုထဲကိုမစင်းနိုင်တော့ဘူး။ အလုပ်သမားတွေမှလည်းအများပြားလာတာကြောင့်တယောက်နဲ့တယောက်မစစ်ဆေးနိုင်ဘူး။လုပ်ငန်းခွင်ဝန်ခံနှီးမှစစ်ဆေးကြတယ်။အလုံးမစင်းရင်တော့အဲ့ဒီနေ့အတွက်နေစားကမရရှိနိုင်ဘူး။မဟုတ်ဘူးကွာ။ဒီကောင်ကမတွေ့တာနှစ်ရက်နီးပါးရှိနေပြီ။ပြီးတော့ငါ့ကိုလည်းအိမ်မက်ပေးပေးနေတယ်ကွာ။ဒီလိုနဲ့ကိုအောင်တောင်းနေရခန်းကိုသွားကြည့်။အခန်းတကားကို ဖွင့်ပေးမယ်။အတွင်းကနေချက်ချပြီးတော့ပိတ်ထားတယ်။အောင်တောင်းရေ။အောင်တောင်း ထားစမ်းမအောင်ကွာအလို့သမားတွေကတကားကိုတုံးနဲ့ထူးကြပေမဲ့အတွင်းကနေပြေတံမကြရအောင်ကိုအောင်တောင်းနေတဲ့ခန်းကလေအထက်သားပြားတွေနဲ့ကာရန်ထားတာမို့လို့အလုံးပိတ်ဖြစ်နေပြီးအပြင်ကမမြင်ရပါဘူးနောက်ဆုံးတော့ဦးကြီးမင်းရဲ့အမိန်ပေးမှုကြောင့်အလို့သမားတချို့ကတကားဖြတ်ကြတယ်တကားဖွင့်လိုက်တဲ့အခါမှာအတွင်းမှာချင်းတော်ကြီးထောင်ထားတာကိုတွေ့ရပြီးချင်းတော်အတွင်းမှာတော့ကိုအောင်တောင်းကတစောင်းကြီးအိပ်ပျော်နေတယ်ဟဲ့ကောင်အောင်တောင် ဦးချင်းမြင့်ကနှိုးလိုက်တဲ့အခါမှာကိုအောင်တောင်းကတောင်းတင်းပြီးတော့အေးဆက်နေပြီဖြစ်တယ်။အဲ့ဒီတော့မှကိုအောင်တောင်းတေဆုံးနေမှန်းသိရတယ်။တေဆုံးတာကအတော်ကြာနေတာကြောင့်ဘေးဆောင်အနေထားကြီးနဲ့ပဲတောင်းနေတာကြောင့်ပြန်ဖြေယူလို့မရတော့ဘူး။အလုပ်သမားတွေလည်းတော်တော်ထိတ်လန့်သွားကြတယ်။ကိုအောင်တောင်းတေရတဲ့အကြောင်းရင်းကိုလည်းအပြေရှားမရဘဲနဲ့သူလိုသူလိုပြောကြတယ်။တချို့ကတော့ကိုအောင်တောင်းကတော့ငှက်ပြားတက်ပြီးတော့တေဆုံးသွားတာဖြစ်မယ်လို့ပြောဆိုကြတယ်။တချို့ကတော့ကိုအောင်တောင်းကနှုတ်ကျန်းတာကြောင့် လမ်းပေါက်လို့တဲ့တနည်းအားဖြင့်မစင်မချင်းပြုလုပ်ခဲ့တာကြောင့်ဖန်းစားခံရကြောင်းပြောဆိုကြတယ်။ဘလို့ပဲဖြစ်ဖြစ်ကိုအောင်တောင်းကတော့အသက်ဆုံးသွားပြီဖြစ်တယ်။စကန်းကလူကြီးတွေခေါင်းညှင်းဆိုင်ကုန်ကြတယ်။နောက်တည့်ရက်မှာနာရေးကူညီမှုကခေါ်ပြီးတင်ပေးလိုက်ရတယ်။ကိုအောင်တောင်းကိုတပိတ်မတော့တရဏကုမတင်လိုက်ရအောင်။ကိုအောင်တောင်းရဲ့မိသားစုကိုဆက်သွယ်ဖို့ကတော့ဌာနဆိုင်ရာလူကြီးတွေရဲ့တာဝန်ဖြစ်တယ်။နောက်တစ်လခန့်ကြာမှာလူကြီးအပြောင်းလဲတချို့ဖြစ်တယ်။ ဲ့ဒီကမှအလုသမားတွေကတရေ၆လန်းခံရမှုတွေကို ပြောဆိုတိုင်ကြားတဲ့အခါမှာအသေးရောက်လာတဲ့လူကြီးကဆရာတော်တွေပြင့်ပြီးတော့ပရေယူအမျှဝေပေးဖို့အတွက်စီစဉ်ပေးလိုက်တယ်။15မိုင်ခန့်ဝေးတဲ့တောင်ကုန်းမြို့ပေါ်ကဆရာတော်တွေကိုပြင့်ပြီးတော့အကျိုးအကြောင်းပြောပြပြီးပရိတ်တရားနာယူကြတယ်။အဲ့ဒီကမှဆရာတော်နဲ့တီကျွမ်းနားလေသူတွေကပရိတ်ရေပရိတ်သေးတွေကိုဘူရဲကြီးအနီးမှာမကျဲပက်ကြဖို့ မကြွမလွတ်သေးသူတွေကိုအမျှပေးပြီးတော့တာရုခေါ်စီဖို့ပြောဆိုပြီးပရိတ်တရားရုတ်ဖက်ပွဲကြီးကိုအောင်မြင်စွာကျင်းပလိုက်ကြတော့တယ်။ပရိတ်တရားရွတ်တဲ့နေ့မှာအလုံးနေ့တပိုင်းနားတာမလို့ညနေပိုင်းမှာကိုလင်းထူးထူးကရွာကလေးစီကိုဆင်းလာကြပြီးရွာမှာရှိတဲ့ရက်ဆိုင်မှာဝိုင်းခွဲနေကြတယ်။အလုံးသမားအလုံးနေပါအဲ့ဒီရက်ဆိုင်ကလေးစီကိုရောက်နေကြတယ်။ညာရှင်းနာရီခန့်မှာစကမ်းမှာကြမ်းနေတဲ့အလုံးသမားတွေကမျက်စိမျက်နှာပြက်ပြီးသူတို့ထံကိုရောက်လာကြတယ်။ဟာ ခမားတို့လာတာနောက်ကျသွားပြီဗျို့တောက်စရာမရှိတော့ဟိုနေပါစေဗျအဲကျုပ်တို့မတောက်ရရင်လေဘာမှမဖြစ်ဘူးစကမ်းမှာကျုပ်တို့မနေရဲလို့လိုက်လာတာဗျဟာပရေရုပ်ပြပြမဟုတ်လားအခုဘာတွေဖြစ်နေလို့လဲဘာဖြစ်ရမလဲဗျာကျုပ်တို့စကမ်းတစ်ခုလုံးဘယ်ကမှမသိတဲ့တဲတွေနဲ့ကြီးကျဲပတ်နေတာတန်လျာခေါင်မိုးတွေကက်တရာရေးတိုင်းကြီးတွေဆိုရင်လေ သဲတွေမှန်လို့တပြောပြောနဲ့ပြင့်နေတာဗျ။အိုးဗျာတယောက်ယောက်ကစားနှောင့်နေတာဖြစ်မှာပေါ့။ဖြစ်နိုင်မဟုတ်ဗျာ။စားနှောင့်ရင်လေတစ်ခါနှစ်ခါတော့ပဲစားနှောင့်နိုင်မှာပေါ့ဗျာ။အခုဟာ9မိနစ်တစ်ခါတော့သဲတွေနဲ့လာလာပတ်တာ။အခုဆိုတနားရင်ဒီမှာရှိနေပြီ။ကိုလင်းထူးတို့လည်းငွေရှင်းပြီးတော့စကန်းကိုပြန်ခဲကြတယ်။စကန်းမှာမိသားစုတွေနဲ့ကလေးတွေပါထိုင်းနေကြတာမို့လို့ကိုလင်းထူးတို့မပြန်ရင် အဲ့ဒီလူတွေကြောက်ရွံ့နေမှာကိုစိုးရိမ်နာကြောင်းအလုသမားအစုလိုက်ကြီးစကန်ကိုပြန်လာခဲ့စကန်အတွင်းကိုဝင်လိုက်တာနဲ့သူတို့ကိုအမောင်တဲကနေတဲတွေနဲ့ပြန်ကနေအပတ်ခံလိုက်ရဟာဟုတ်တယ်ဟေ့တဲနဲ့ပတ်တယ်ကွာတဲတွေကသူတို့ကိုပတ်ပြီးယုံတယ်မကသေးဘူးရေချိုးတဲ့နေရာကိုလည်းတဲတွေကြတာကြောင့်တန်တိုင်ကြီးနဲ့တဲတွေထိတွေ့ပြီးတပြောပြောအတန်တွေမြင်းနေတယ်တဲတွေပတ်နေတဲ့ကြားထဲမှာပဲအလုသမားတွေကပိုတဲကြီးမှာစူဝေးလိုက်ကြတယ် အလုသမားကောင်းဆောင်ဦးကြီးမြင့်ကမင်းတို့တွေကဘသူတွေဘာမဟုတ်တာလှူထားကြသေးတယ်ကွာအဲဒီကမှဦးကြီးမြင့်သားကအရှိကိုထွက်လာပြီးတော့ကျုပ်တို့ကိုခြောက်နေတဲ့တရေတွေကိုကျုပ်လဲမုန်းတာနဲ့ပရိတ်သဲတွေနဲ့ဗိုလ်သေးကြီးကိုရောစကန်းတွေတစ်ခုလုံးကိုရောဖြန့်ပတ်ခဲ့ပါတယ်ဖေမင်းကွာဒီလောက်လူကြီးတွေကတန်တန်တားထားရနေကျုပ်လဲတရေတွေကိုခံပြင်းလုံးလို့ဒင်းတို့ကိုနိုင်မဲ့ပရိတ်သဲတွေနဲ့ပတ်ခဲ့တာပါဖေရ တက်နိုင်မှုကွာဖြစ်ပြေးမတော့လေကဲမင်းတောင်းမှန်လိုက် မကြွမလို့သေးတဲ့နာနာဘွားတွေကိုမင်းတောင်းမှန်လိုက်ဦးကြီးမြင့်သားကထိုင်ချလိုက်ပြီးတော့လက်အိုတွေကြီးလိုက်ပြီးမကြွမလို့သေးတဲ့နာနာဘွားများခင်ဗျာ ကျုပ်ခင်ဗျားတို့ကိုထိခိုက်စေခဲ့တယ်ဆိုရင်တောင်းမှန်ပါတယ်ကျုပ်တို့ကိုဆက်ပြီးတော့မနှောက်ယှက်ကြပါနဲ့ခင်ဗျာလက်အိုကြည့်ပြီးတောင်းမှန်ပြီးတော့15မိနစ်ခန့်ကြာတဲ့အထိစကန်းကိုတဲတွေလာရောက်မထိမှန်တော့ပါဘူး ဦးကြည်မြင့်ကသူသားကိုသူကောင်းကောင်းဆူတယ်။ငါတို့ကဒီနေရာမှာခဏလာတဲကြတဲ့ဧည့်သည်တွေကသူတို့ကဒီမာနေတာကြားလာပြီ။မင်းလောက်တာကဧည့်သည်တွေကအင်ရှင်တွေကိုစော်ကားသလိုဖြစ်နေတော့သူတို့ဘယ်ကြိုက်မလဲကွ။မင်းကသူတို့ကိုပိတ်သည်နဲ့တွားပတ်ခဲ့လို့သူတို့ကမကြင်နဲ့ပဲမင်းကိုသည်နဲ့ပြန်ပတ်ခဲ့တာနေမှာ။ပေးရုပ်ဖက်ပြီးတဲ့အချိန်ကစပြီး၆လမ်းမှုတွေရောပါသွားခဲ့တယ်။ဒါပေမဲ့၆လမ်းမှုအနည်းချင်းတော့ရှိသေးတယ်။ ၃လခန့်ကြာတဲ့အခါမှာကိုလင်းထုကလက်ထောက်အလုပ်တမခေါင်းဆောင်ဖြစ်လာခဲ့တယ်။အဲဒီခါမှာဦးကြည်မြင့်ကတော့ကိုလင်းထုကိုအကြံပေးတယ်။မောင်လင်းထုရေမင်းမာလဲဇနီးမယားရှိတယ်မဟုတ်လားကွ။ဒီတော့မင်းသူ့ကိုခေါ်ပြီးနေချင်းရင်တို့ဘိုတဲကြီးအောက်ဘက်ကအခန်းတခန်းလွတ်သွားတာရှိတယ်။အဲဒီမှာမင်းတို့လင်မယားနေပေါ့။ကိုလင်းထုလည်းခေါင်းငိမ့်လိုက်တော့တယ်။ဇနီးတန်နဲ့ခွဲခွာရတာကလည်းကြာပြီဖြစ်တဲ့အတွက် အဲ့ဒီလိုအခွင့်ရေးပေးတဲ့ဦးကြီးမြင့်ကိုလည်းကျေးဇူးတင်နေမိတယ်။ဒီလိုနဲ့ဇနီးတဲ့ဖြစ်သူကအဲ့ဒီဗိုလ်ရဲကြီးစီကိုရောက်လာခဲ့တော့တယ်။ဗိုလ်ရဲကြီးခြေရင်ဘက်မှာအခန်းနှကန်းဖွဲ့ထားတယ်။အဲ့ဒီခန်းမှာအလူသမားတန်လျာက အခန်းထဲနှစ်ဆမကကျဲဝင်းတယ်။ဒီလိုနဲ့လင်မယားနှစ်ယောက်ဗိုလ်ရဲကြီးအောက်မှာနေထိုင်ကြတယ်။ဇနီးတွေကတရေရှိတာကိုမသိသေးဘူး။ဒါပေမဲ့ရုပ်ကနေရိတ်ကနေမြင်တွေ့ရတယ်လို့ပြောတယ်။လာသာထုတ်ပြီးတဲ့အခါမှာတောင်ကုန်းမြို့ကိုဈေးကားနဲ့ဆင်းလာကြပြီး လိုအပ်တဲ့အစားအသောက်ကုန်တွေဝယ်ယူကြတယ်။ပိုရဲကြီးမှခေါင်းပြီးတော့အစားအသောက်ဝယ်စရာလည်းမရှိတာမို့လို့တာရှိခန်းနဲ့လက်ဖက်နဲ့ကြောစံတွေပဲလော်ထုတ်တွေခေါက်ဆွဲကြောထုတ်တွေကိုသာဝယ်ယူပြီးတော့အခန်းထဲရောက်တဲ့အခါမှာတော့အဲ့ဒီထုတ်တွေကိုတစ်သားတန်းမှတန်းရပြီးတွဲလောင်းချိတ်ထားရတယ်။ပိုရဲကြီးမှကြွက်လွန်ပေါ်တာကြောင့်အဲ့ဒီလိုတွဲလောင်းချိတ်ထားမဲ့ဆိုရင်တော့ကြွမစားနိုင်ပါဘူး။တညနေတော့ည9:00နာရီရှိတဲ့အချိန်ကိုလင်းထုနဲ့ဇနီးကသမင်းစားတော့ပြီးတော့အခန်းထဲကိုထိုင်နေကြတယ်။ အခန်းတကားမကြီးကိုတော့ဖွင့်ထားသေးတယ်။အဲ့ဒီချိန်အခန်းတကားကြီးကတဝုံးနဲ့လှုပ်လာတယ်။တကားမှာတက်ဆင်ထားတဲ့ပတ်တာကြီးကတချင်းချင်းနဲ့အတန်မြေးလာတယ်။အကိုငလင်လှုပ်တာတင်နေ။သနီးတယ်ပြောနေချိန်ရှိသေးတယ်။တွဲလောင်းချိတ်ဆွဲထားတဲ့ကျွတ်ကျွတ်အိတ်ကြီးကဘဲညာဝေယံကုံနာကြောင့်လင်မယားနှစ်ယောက်ငလင်လှုပ်တယ်ထင်ပြီးတော့ပူရဲကြီးပြင်ကိုပြေးထွက်လာကြတယ်။ကိုလင်းတူတို့လင်မယားကိုတွေးတဲ့အခါအပေါ်ထက်မှနေထိုင်တဲ့အင်ဂျင်နီယာတယောက်ကလှမ်းကြည့်ပြီးတော့ ။ဘာဖြစ်လို့လဲကိုလင်းထူ။ခုနကငလင်းလှုပ်သွားတယ်ဆရာ။မဟုတ်ပါဘူးဗျာ။ကြုတ်ထိုင်းနေတာအကောင်းပါ။ဆရာကအာယုံများနေလို့မသိလိုက်တာဖြစ်မယ်။ကြုတ်တို့အခန်းမှာတော်တော်ကိုပြင်းနေဆရာ။အင်ဂျင်နီယာကဘာမှမပြောတော့ကိုလင်းထူလည်းစိတ်ထဲထင်သွားတယ်။ငလင်းလှုပ်တာမဟုတ်ရင်တော့တရေချောက်ခံရချမ်းပဲ။အဲ့ဒီနေ့တော့အထက်မှလှုပ်တော့ကိုလင်းထူလည်းတရက်တလေလှုပ်တယ်လို့တွေးပြီးတော့စိတ်ကိုလျှော့ထားလိုက်တော့တယ် ဒါပေမဲ့ထူးဆန်းတာကနောက်ရက်တွေမှာည9နာရီရောက်တိုင်းသူတို့တခန်းနဲ့ကွက်ပြီးတော့ငလင်းလှုပ်နေတပတ်ခန့်ရက်ဆက်လာတဲ့အခါမှာကိုလင်းသူတို့လင်းမရလေအဲ့ဒီခန်းမှာမနေရတော့ဒီလိုနဲ့အလို့သမားတန်လျာကလေးစီကိုပြန်လာခဲလိုက်ကြတယ်အဲ့ဒီခန်းမှာဘသူမှမနေဝင်းတော့ပဲနဲ့ဒီအတိုင်းတကားသာပိတ်ထားလိုက်ကြတော့တယ်မကြခင်လမ်းကြီးကပြင်ဆင်ပြီးသွားတော့တယ်အရင်ကားထက်ဆိုင်တော့အများကြီးပိုကောင်းသွားတယ်လို့ကတ္တရာလမ်းမှာလေမဲနေပြီးတော့ဖြောင်းချောနေတယ် လမ်းကောင်းသွားပြီဖြစ်တာကြောင့်လူသွားလူလာကလည်းများပြားလာတယ်။ကိုလင်းသူတို့လမ်းအဖွဲလေအခုလမ်းပိုင်းလေးနေရာမှာတောင်းဝင်ပြေးဆုံးသွားပြီမို့လို့နောက်လမ်းပိုင်းတနေရာကိုထွက်ခွာလာခဲ့ကြတယ်။ကိုလင်းသူတို့ကနောက်ဆုံးအနေနဲ့စကန်းတစ်ခုလုံးကိုတင်စီပြီးတော့ပြန်ရမယ်ပက်စာခွာဖြားသိမ်းအဖွဲဖြစ်တယ်။စကန်းမှာတော့လူသိမ့်မရှိတော့စကမ်းမှာရှိတဲ့တန်လျားတွေကိုပြန်လည်ဖြတ်ပြီးတော့အခြားနေရာကိုကားကြီးတွေနဲ့ရွှေ့ပြောင်းရတယ်။ကိုလင်းတို့လူတွေကတော့နောက်ဆုံးကားနဲ့လိုက်ရတယ် ကိုလင်းထူးတို့ကားပေါ်ရောက်သွားတဲ့အချိန်မှာစကမ်းမှာဘသူမှရှိမနေတော့ဘူရဲကြီးသာထီထီကျန်းနေခဲ့တော်တယ်။တနေ့ကျော်လောက်နေထိုင်ခဲ့တဲ့နေရာလေးမို့လို့တရေချောက်ပြင်မဲ့လေတင်ဟောစင်ဖြစ်နေခဲ့တယ်။ကိုလင်းထူးကဘူရဲကြီးကိုနောက်ဆုံးအနေနဲ့လက်ပတ်ကြည့်လိုက်ပြီးတော့ကဲအစ်ကျုပ်တို့တော့နှုတ်ဆက်ခဲ့ပါတယ်။မြေတဲကားကြီးနောက်ပိုင်းကိုတက်လိုက်တဲ့အခါမှာကားကဆန်နှိုးပြီးတော့ချမ်းဝင်းကြီးအတွင်းကနေမောင်းထွက်လာခဲ့တော်တယ်။ အဲ့ဒီခါမှာဗိုလ်ရဲကြီးအပေါ်ဘက်မှာရှိတဲ့ပိတ်ထားတဲ့တက်သားပြတင်းပေါက်ကြီးမှာသူ့အလိုလိုဖွင့်သွားပြီးလူတယောက်ကပိတ်လိုက်ဖွင့်လိုက်လုံနေတယ်လို့ပဲပွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်ကိုလင်းထူးလေအဲ့ဒီအဖြစ်ကိုကြည့်ပြီးတော့အံ့ဩနေပြီသူတို့ထွက်ခွာသွားပြီဖြစ်တာကြောင့်ဗိုလ်ရဲကြီးကပရာလောကသားတွေကသူတို့ကိုနောက်ဆုံးနေနဲ့နှုတ်ဆက်တာဖြစ်ပြီးတော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီခင်ဗျာနားစင်အားပေးကြတဲ့ ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ